အားလုံးပဲမင်္ဂလာပါများကောင်းစတဲ့တင်ကျန်တဲ့မှာအပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့လက်ရှိမြန်မာနိုင်ငံကိုငြိမ်းချမ်းဖို့နီလန်းတွေပြောလာတဲ့ဥက္ကူကြီးရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာခဲမှာဥက္ကူကြီးကမြန်မာနိုင်ငံငြိမ်းချမ်းဖို့ဘလို့နီလန်းတွေပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတုံးတယ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစတဲ့တင်ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ုတ်ကဲ့မင်္ဂလာပါကျွန်တော်လေးပထမဆုံးအနေနဲ့လက်ရှိမြန်မာနိုင်ငံရေးကိုတစ်ချက်တော့ပုံဖော်ပြပေးပါလားဘာလို့ဖြစ်နေရလဲအဲရိုးသားသားပြောရရင်တော့ကျွန်တော်တို့လည်း88ကနေစပြီးတော့နိုင်ငံရေးလှုပ်လာတာဒီ38နှစ်တော့တွင်မှာအဆိုးဆုံးအခြေအနေပဲလို့ပြောရမှာဘာလို့ဆိုစီးရေးနိုင်ငံရေးပဋိပက္ခအမြင့်မားဆုံးအခြေအနေပဲဆိုတော့လုံခြုံရေးအခြေအနေလည်းပဲမြို့ကြီးတွေအထိဟာဒီလိုမျိုးဟိုမလုံးပချုံဖြစ်နေတဲ့ဟာတွေနောက်တစ်ခါစီးပွားရေးအခြေအနေဆိုလည်းကုန်စည်လုံးပြက်စင်ပြီးဒါကျမကြီးပညာရေးဝန်ဆောင်မှုတွေကအစားအဖက်ဖက်မှာဒါပြောရင်တော့ကျွန်တော်တို့ဖြတ်တန်းခဲ့သမျှတဲ့မှာဒါတော်တော်စိုးစိုးဝါးဝါးရင်ဆိုင်နေရတဲ့အခြေအနေလို့ပြောရမှာပါ ျွန်တော်တို့ဘယ်လိုကြော်လာကြမလဲအဲ့တော့အဓိကကတော့ဟိုကနလည်းကျွန်တော်ပြောပြတယ်အဲ့တော့ဒါပြီးခဲ့တဲ့ကာလတုန်းကဆိုရင်တနင်္ဂနွေလုံးပြတ်ခတ်တက်ခဲ့မှုရစေးကြီးကျွန်တော်တို့စာချုပ်ချုပ်ပြီးတဲ့အချိန်မှာပြတ်ခတ်မှုတွေတော်တော်ကျော့ကြသွားတယ်ကျော့ပြီးတော့အခုကတော့2021အပြောင်းလဲမှာဒီလက်နက်ကင်ပြစ်ပတ်ခါကတောက်ချောင်းမြင့်လာတယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်းပဲအကြမ်းမဖက်ငင်းညာစွာဆန္ဒဖော်ထုတ်တဲ့အထိကျွန်တော်တို့ကလက်ခံတယ် တိုးတော့ကိုကိုကိုတိုင်က88တုံးကလည်းလက်လက်ကင်ဒေါ်လာရေးကိုစိတ်ကူးရင်နေပူတာပဲအဲ့တော့တိုးတော့ကျွန်တော်တို့ဒါတိုင်းသားဖွဲ့စည်းရောနောက်လက်လက်ကင်နိုင်ငံရေးရောကျွန်တော်တော်တော်များသိလာတဲ့အခါကျတော့ဟိုကိုယုံကြည်မှုလျောက်ရွေးချယ်တာတော့ကျွန်တော်တို့ကဘာမှမဝေဖန်လို့တိုးတော့ကာယကံရှင်အနေနဲ့ကတော့အချမ်းမဖက်နိုင်ငံရေးနည်းနဲ့ပဲနိုင်ငံကိုပြည်ပြောင်းလဲမှုလုပ်နိုင်မယ်ထိခိုက်နာကျင်မှုအ ਨੇ ဆုံးဆောင်ရွက်နိုင်မယ်လို့ယုံကြည်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်ဒါကြောင့်အခုလည်းယုံကြည်တယ်တကယ်လည်းပဲဟိုပြောရရင်ဒီပဋိပက္ခဆိုတာနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းမှပဲအောင်မြင်မယ်လို့ပဲယုံကြည်တယ်ပေါ့နော်ဒီတော့ဘွေကအဖြစ်ဖြစ်နိုင်မလား ရွေးကောက်ပွဲကကျွန်တော်ခဏခဏပြောနေတယ် conflict resolution ကိုသွားနေတာမဟုတ်ဘူးရွေးကောက်ပွဲပြီးလဲဒီပဋိပက္ခကြီးကဆက်ရှင်နေဦးမှာပဲအဲ့တော့ conflict transformation ပဋိပက္ခကိုအသွင်ပြောင်းပြီးတော့ဆက်ဖြေရှင်းရမယ်ဒီတိုင်းဖြေရှင်းရင်တော့ဒါပုံမှန်နည်းနည်းပြောရင်ဒါလက်ရှိတက်မတော်ဦးဆောင်နေတာပဲအဲ့တော့ဒါအရေးပေါ်ခြေနေဖြစ်တဲ့အတွက်ကြောင့်အာနာ300စလုံးကတက်မတော်ကာကွယ်ရေးဦးစီးချုပ်တက်ရောက်ထဲကကျင်သုံးတယ်အဲ့တော့ကျွန်တော်တို့က check and balance ပေါ့ဟိုအပြန်အလှန်ထိန်းကျောင်းတဲ့ပုံစံပြန်ပေါ်လာဖို့အတွက်ကရွေးကောက်ပွဲနီးနေပဲပြန်ပြီးတော့ဆောင်ရွက်နိုင်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ကရွေးကောက်ပွဲဒီပြောကြတယ်ဒီရွေးကောက်ပွဲနဲ့ပြဿနာတွေကိုမဖြေရှင်းနိုင်ဘူးပဲကျွန်တော်သိတာပေါ့ သို့တော့ပြဿနာကိုဖြေရှင်းနိုင်တဲ့ဒီတဲ့ပိုပြီးကောင်းမွန်တဲ့အခြေအနေတစ်တရက်ကိုတော့ဖန်တီးနိုင်လိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်တယ်။ရွေးကောက်ပွဲကိုစန့်ကျင်နေတဲ့သူတွေအတွက်ဘယ်လို message မျိုးပေးချင်လဲ။ဟိုရွေးကောက်ပွဲစန့်ကျင်တယ်။စန့်ကျင်ပြီးဘာလုပ်မလဲဆိုတဲ့ package တော့ရှိရမယ်။အဲ့တော့ကျွန်တော်တို့ခဏခဏပြောတယ်ဟိုတိုက်တာမတိုက်တာတပိုင်းထားဟိုကမာကြီးမှာတကယ်တကယ်ကျတော့ ideology တွေပါတွေရှောက်ပြီးတော့ပြောတော့ပြောကြတာပဲနောက်ဆုံးကျတော့ဟလာအခု Trump တက်လာတော့လေသူ့အချိုးစည်းပွားပဲဟလာဟိုပူတင်လည်းပဲသူ့အချိုးစည်းပွားပဲဆိုလိုတာကအားလုံးဟာကိုယ့်ရဲ့အချိုးစည်းပွားအထိုင်ပေါ်ကနေပြီးတော့ပဲစဉ်းစားကြတာအဲ့တော့ အခုလည်းပဲကျွန်တော်တို့ဟလာရုပ်ောက်ပဲမကြိုက်ဘူးရတယ်မကြိုက်လို့ရတယ်အခု၂000ကျပ်ဖွဲ့စည်းပုံရတာတော့တွတ်တော်ကိုယ်စားလှယ်ထက်ဝက်ကြော်ရင်အထမြောက်တယ်အကယ်၍ပထမကျင်လွတ်တော်စည်းဝေးအထမမြောက်ဘူးဆိုရင်သုံးဖို့တပုံနဲ့အထမြောက်တယ်အဲ့တော့တက်မတော်က25ရာခိုင်နှုန်းရှိတယ်ဆိုတော့သူက800ရာခိုင်နှုန်းရှိုံနဲ့တွတ်တော်အထမြောက်တယ်အဲ့တော့အခုတော့ရှိတယ်ဟလာဒီရွေးကောက်ပွဲရလက်ရခိုင်မာမှုနဲ့ပတ်သက်ရင်တော့အားနေတယ်အဲ့တော့တော်တော်1951 52တုန်းကလည်းအဆင့်လိုက်အဆင့်လိုက်ရွေးကောက်ပွဲကိုကျင်းပသွားကြတာအဲ့တော့အခုလည်းပဲဒီလိုပဲဖြစ်ပေါ်များတယ်အဲ့တော့ဆိုလိုတာကရွေးကောက်ပွဲဖြစ်တယ် ခုနလိုအ ਨੇ စုံ33ရာခိုင်နှုန်းနဲ့လွတ်တော်ဖြစ်သွားပြီဆိုတော့ဘာလုပ်မလဲဟုတ်ပြီဒါနောက်တစ်ခုကရေကောက်ပွဲဖြစ်တယ်ပြတ်သွားပြီဘာလုပ်မလဲအဲ့တော့ဖြည့်ယုံတက်တက်တော့မလုပ်နဲ့အဲ့ဒါပြီးရင်ဘလို့ဖြည့်ရှင်းမယ်ဆိုတဲ့ package တော့ရှိဖို့လိုတယ်နောက်တစ်ခုကအချိန်အချိန်ကန့်တတ်ရှိဖို့တော့လိုလာပြီဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စဖြစ်တဲ့အချိန်တွေကတပတ်နှစ်ပတ်အတော့ကြာ quad လာမယ် R2B လာမယ်အစရှိသည့်ရှိသဖြင့်ဟိုမျောလင်းချက်အမှားတွေအဲ့တော့ပြောရင်လည်း CDM နေဆိုရင်လည်းဘာပဲပြောပြောသူတို့အများကြီးနဲ့နာခံပြီးတော့သူတို့ဆောင်ရွက်ခဲ့ကြတယ်။သို့တော့သူတို့ကလွယ်လွယ်လေးနဲ့ အချိန်တိုနဲ့ပြီးမယ်လို့ထင်တယ်လက်တွေမှာ၄နှစ်ကျော်လာပြီအဲ့တော့နောက်တစ်ခုကနိုင်ငံတကာအခြေအနေကိုပြောရင်ဒုတိယကမ္ဘာစစ်အပြီးကမ္ဘာစနစ်ကြီးကပြတ်သွားပြီအလုံးမပြတ်တော့ဘူးအဲ့တော့နောက်တစ်စနစ်အစ်စ်တစ်ခုလည်းအခြေမကျသေးဘူးအဲ့တော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့လူမျိုးနိုင်ငံကြီးတွေနဲ့ခြံစည်းကိုကတ်နေတဲ့နိုင်ငံတွေမှာကမ္ဘာစနစ်ဆိုတာတက်ကိုဒေသစနစ်ကအဓိကကျလာတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့အတောင်းတွေဟာဒေသတွင်းနိုင်ငံကြီးနဲ့ချိတ်ဆက်ပြီးတော့လက်တွေ့ကျကြဘယ်လိုဆောင်ရွက်မလဲဆိုတာအဲ့ဒါကျွန်တော်တို့စဉ်းစားဖို့လိုတယ်အဲ့တော့ရွေးကောက်ပွဲလက်မခံတာရတယ်လက်မခံတယ်ဒါပေမဲ့ပြည်သူကိုတော့ဘာပြီးဘာလုပ်မလဲ ဟလာဘလောက်ကာလအကန့်တတော်တွင်မှာအောင်မြင်မယ်ဆိုတာမျိုးရှင်းရှင်းလင်းလင်းတော့ပြနိုင်မှုလိုတယ်လို့အမြင်တယ်ပေါ့ဥက္ကဝေရဲ့ PP Party အနေနဲ့ဒီရွေးကောက်ပွဲမှာမဲဆန္ဒနဲ့ဘယ်လောက်လောက်ပါဝင်ရှင်ပေမယ်လို့ခံမှန်းလာလဲဟိုအခုအချိန်တွေကတော့မဲဆန္ဒနဲ့မြေဘယ်နဲ့နေရာလုံးမယ်လို့လဲကျွန်တော်တို့ကမသိရသေးဘူးအဲ့တော့ကျွန်တော်တို့ကဒါကြောင့်ရွေးကောက်ပွဲစနစ်ကလည်းဟိုရေဘူးရပြောတာတော့ရှိတယ်အဲ့တော့ဥပဒေနေဥပဒေအရာထွက်မလာသေးဘူးအဲ့ဒါကြောင့်ဒါတွေပြီးမှပဲကျွန်တော်ကျွန်တော်တို့ဟိုဆုံးဖြတ်လို့ရမယ်လို့မြင်ပါတယ်။ကဲရွေးကောက်ပွဲဖြစ်လာမယ်ဆိုတကယ်ပြန်ရမယ့်ပါတီကဘယ်ပါတီဖြစ်နိုင်မလဲ။တကယ်ဟက်တူဟက်ပြန်ရမယ့်ပါတီကဟိုကျွန်တော်တို့ကကိုကိုကိုပဲပြိုင်တယ် အဲ့တော့ကျွန်တော်တို့ရဲ့ရခင်အခြေအနေနဲ့အခုအခြေအနေကပုံပြီးတာလွန်ရမယ်ကောင်းမွန်ရမယ်နောက်တစ်ခုကကျွန်တော်တို့ဒါပါတီမှာပါတီရဲ့မူဝါဒတွေအခြေခံတွေရှိတယ်ဆိုတော့အဲ့ဒီဥတီချက်တွေဟဲ့လားကျွန်တော်တို့ရဲ့ပါတီရဲ့ရည်မှန်းချက်တွေအဲ့ဒါတွေကိုရောက်ဖို့အတွက်ကိုပဲကျွန်တော်တို့ကအဓိကစူးစမ်းမယ်ဆိုတော့ရွေးကောက်ပွဲတို့ပါတီစုံဒီမိုကရေစီဆိုတာကတော့ရှင်ပြိုင်ကြတာပဲအဲ့တော့ရှင်ပြိုင်တဲ့အခါမှာသူ့တဲ့ကို နိုင်ငံတော်အတွက်ဘလောက်ကောင်းကျိုးပြုနိုင်မလဲဆိုတဲ့ဟာကိုပဲကျွန်တော်ကရှင်းပြစေချင်တယ်။အဲ့လိုမဟုတ်ဘဲနဲ့တောင်းတဲ့တယောက်ရံဖက်အသွင်မျိုးဆောင်သွားမဲ့ဟိုဖြစ်စဉ်မျိုးကိုတော့ကျွန်တော်တို့အတက်နိုင်ဆုံးသတိထားတယ်။တော့ဒါကြောင့်မလို့အခုပြောင်းလဲသည်ဟာတာဟိုတာမန်ဖြိုးဖြစ်စဉ်ရွေးကောက်ပွဲတွေလိုမျိုးဟိုတူနိုင်ကိုနိုင်အပြိုင်ကျဲတဲ့ရွေးကောက်ပွဲဆိုတာမျိုးတဲ့ရွေးကောက်ပွဲအလွန်နိုင်ငံရေးကိုဘလို့ဆက်လက်တည်ဆောင်မလဲဆိုတဲ့နိုင်ငံတော်ဥတီတဲ့ရှင်းပြမှုမျိုးပဲဖြစ်စေချင်တယ်။ချာဘာပြောကြရရှိသေးလဲ။ဟိုဒီကတော့ပြည်သူတွေအပိုင်းပေါ့အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးပါတီဆိုတာပြည်သူထောက်ခံမှုမရဘဲနဲ့ဘာမှလုပ်လို့မရဘူးအဲ့တော့ဒီနေရာမှာမဲမပေးကြနဲ့ ဟလာကန့်ကွက်ကြဆန့်ကျင်ကြလို့လုပ်နေတဲ့ကိစ္စကဟိုကျွန်တော်တို့ကဒါတစ်ဖက်ကကြတော့ဟိုဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုယုံကြည်တယ်ဆိုရင်အဲ့ဒီကိုယုံကြည်တဲ့အင်အားစုတွေလုပ်ပိုင်ခွင့်ရဖို့လိုတယ်အဲ့ဒါကိုအဲ့ဒီအင်အားစုတွေကိုပါဆန့်ကျင်ကြမယ်မပေးချနဲ့လို့ဆိုရင်ဟိုပြောရရင်တော့2010တုန်းကလည်းဂျုံပြီးပြီဟိုပုံမှန်လေးလေးပြောရရင်2010တုန်းက NLD အနိုင်ရရင်ရုပ်ောက်ပွဲဝင်ခဲ့ရင်အာနာပြောင်းလွှဲတောင်းချောချောမွေ့မွေ့ဖြစ်ချင်မှဖြစ်မယ်အဲ့တော့ပြောရရင်တော့ဒါကျွန်တော်တို့ခံမှန်းချက်ပေါ့ဟိုတစ်ဖက်ကအဲ့ဒီအချိန်ကဆေဆိုးရကိုနိုင်ကလည်း NLD ကိုမဝင်စေချင်ဘူးလို့ထင်တယ် ဝင်ရင်ပုတ်တိုင်မှုထိတ်တိုက်ကတော်တော်ကြီးမယ်အဲ့တော့တစ်ဖက်ကမဝင်စေချင်တဲ့ဟာကိုကိုကလည်းစန့်ကျင်ပြီးမဝင်ချင်းအဖြစ်ပူပေါင်းဆောင်ရွက်တယ်လို့ကျွန်တော်အမြင်တယ်အဲ့တော့အခုလည်းပဲတကယ်စန့်ကျင်နေတာလားဘုမဟုတ်ဟလာဟိုတစ်ဖက်ကလူကျင်တဲ့ရလက်ကိုပူပေါင်းဆောင်ရွက်နေကြတာလားလို့ကျွန်တော်ကမေးခွန်းထုတ်ဆရာရှိတယ်ဒါကြောင့်မလို့ဟိုကျွန်တော်တို့အင်္ဂလိပ်စကားပုံတစ်ခုရှိတယ် bad politicians are elected by good voters didn't vote for the election အဲ့တော့ဆိုတာကဟိုနိုင်ငံရေးသမားစုတွေအနိုင်ရတယ်ဆိုတာတဲ့ ဒီမဲဆန္ဒရှင်ကောင်းနေတာမဲမပေးလို့ဖြစ်တာတဲ့ဆိုတော့အဲ့တော့ပြည်သူတွေကလည်းပဲဟလာကိုလိုချင်တဲ့ရလက်ကိုဘယ်သူတွေကအနည်းစားဆုံးဖော်ဆောင်ပေးနိုင်မလဲဆိုတာကိုမဲပေးခြင်းအားဖြင့်ပိုင်းပြီးတော့ပံ့ပိုးပေးစေခြင်းနဲ့ထောက်ခံစေခြင်းနဲ့အဲ့တော့နောက်တစ်ခုထေချာတာကတော့ကျွန်တော်အစိုးရကကြိုးပြောထားတယ်ဒီရွေးကောက်ပွဲရလက်ဟာလက်ရှိအာဏာရယူထားတဲ့တပ်မတော်နဲ့ထိတ်တိုက်ပဋိပက္ခဖြစ်မဲ့ရလက်မျိုးဖြစ်လို့မရဘူး တော့ဒီပြဿနာဟာတက်မတော်နဲ့လက်တွဲပြီးတော့ဖြစ်ရှင်းရမယ့်ပြဿနာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကနင်းဘဲငဆာတွေပြောပြီးတော့ရွေးကောက်ပွဲရှင်ပြိုင်တဲ့ကိစ္စမျိုးအဲ့ဒါမျိုးကတန်းပြည်အတွက်ပို့ပြီးတော့နင်းလာမယ်။ဒါကြောင့်ကျွန်တော်တို့ကငင်းငင်းချမ်းချမ်းအသွင်ပြောင်းနိုင်မှုပြုပြင်ပြောင်းလဲဖို့အတွက်ကျွန်တော်တို့တက်နိုင်ဆုံးကြိုးစားမယ်။တစ်ဖက်ကလည်းကျွန်တော်တို့အစဉ်အလာယုံကြည်ခဲ့တဲ့ဒီမိုကရေစီရေးဖက်ဒရယ်ရေးအပေါ်မှာခိုင်ခိုင်မာမာယက်တည်မယ်။အသက်တာဆုံးအငင်တာဆုံးပြောင်းလဲနိုင်အောင်လည်းကျွန်တော်တို့ကကြိုးစားမယ်။အဲ့ဒီအတွက်ပြည်သူတွေကပူးပေါင်းပါဝင်ကြဖို့ထောက်ခံအားပေးကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ကျေးဇူးပါ